ေးလိုက်ပြီးသူ့ဟာကိုပြန်နှိမ့်သွားမှာဘိုးကုတ်မှာရှိတဲ့ဒီဗရက်လေးတွေကိုအလိုလိုရေးသူကပလိုက်နဲ့ထည့်ပြီးတော့အောင်ပါเนาะအားရိုက်လို့ရှင်မင်းဟောင်းစီမင်းလည်းအရာဝတီတိုင်းသားပုဂ္ဂိုလ်တော့လည်းညာရာဆိုတော့မင်းတို့အရာဝတီတိုင်းမှာလည်းဖားရိုက်ထားပါညာရှိကြတာပဲလေကွာလက်ကစင်းတွေမှာဖားရိုက်လို့ရှင်နောက်မှာဘလောင်ဘလောင်လေးကိုရှင်းမထားလို့လားတကောင်မိတကောင်လေကွာမိတမ်းမိလေးနဲ့ထိုးရိုက်ရင်မဟုတ်လားဒီ blind လေးကိုထည့်တယ်ဟုတ်လားအခုငါတို့က မြုံနယ်ကငချင်းဖြစ်တော့မယ်ပလိုက်နယ်ကငါတို့ကဖားလေးတွေငားလေးတွေဖြစ်တော့မယ်အဲ့လိုဖြစ်ငါတို့ကိုသူကထူးထူးရဲရဲအနေထားငါတို့ရောက်တော့မယ်ငါတို့ဘလို့လုံးဝမလို့ဆိုကိုဟါကိုတာစဉ်းစားကြလို့ပြည်တွင်းကအကျန်းဖက်တွေကိုပေါ့ကိုတော့တတိပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF တွေကိုပလိုင်းနဲ့ဖားရိုက်ကောက်တလို့ကောက်ထဲပို့အဆင့်ဖြစ်သွားပြီလို့ပောက်ကိုတော်ပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ၂000နဲ့မှ 25ဖြစ်ပါလေကြဒီနေ့တော့ပေါ့ကတော့ပြည်တွင်းတရင်လေးပဲပြောရပါမယ်เนาะပြည်တွင်းတရင်လေးเนาะပြည်တွင်းတရင်လေးမှာပြည်ပမှာတော့ပူလောင်းနေကြပါလေကြเนาะပူလောင်းနေကြပါလေပြည်ပမှာတော့တည့်အတိုင်းမှာဟောင်းစုတို့ဟောင်းစီတို့အုပ်စုတွေဟိုဘက်အုပ်စုတွေဟုတ်လား ရွာကျော်ကြီးကမော်လမြောင်ကိုသွားတယ်မော်လမြောင်သွားတော့ဘေးပတ်ပတ်လည်းမှ၄ရက်နဲ့ဝိုင်းရံနဲ့၄ရက်နဲ့ဝိုင်းရံတဲ့ခါမှာရွာကြီးဘာညာကွာကြောက်လို့ဘာညာဆိုပြီးမှဟုတ်လားတရင်မဟုတ်တော့တရင်လို့ကိုပြောနေတယ်ကြာနော်။အော်သူ့ဘုံသူ့ကံနဲ့သူ့အချင်းနေနဲ့ဒီလိုဝိုင်းရံပြီးသွားတာနိုင်ငံကိုအုပ်ချုပ်တဲ့ပြောရအောင်မင်းလုပ်တဲ့ဘရင်လေးဗျာဘရင်လေးကာရုပ်လို့လူတော့ပြောတယ်ပေါ့ကူတော့တို့တော့တခါကြီးသွားလို့ရှင်ဟုတ်လားအချက်ရရနဲ့သွားလိမ့်တယ်ဗျာဟုတ်လား ။ဒါကြောင့်လို့နိုင်ငံတစ်နိုင်ငံလုံးနိုင်ငံကြီးကိုအုပ်ချုပ်နေတဲ့သူတယောက်ကပတ်ပတ်လဲအတက်အန်နေရပါဖြစ်ဖြစ်ဗျာ။သွားတာဘာစမ်းလို့လဲ။ဟောင်စီရဲ့မင်းမလည်းပူစရာမရှိဘူးနေတဲ့ပောက်ကိုတော့မှတပည့်တပန်းနဲ့ပြားသွားလို့ရှိရင်သွားရတာပဲ။ဟမ်ပကောလို့ဘာမဟုတ်တဲ့ကိုတော့အညာတရတောင်မှတပည့်တရတဲ့တိုင်းကအုတ်ချုပ်တဲ့မင်းလို့တဲ့ပြေဝတာဘာထူးစားလို့ရောအဲအောင်စီဘာကြောင့်ကြီးရသွားတယ်ကွာနိုင်ငံတော်ပိုင်လင်းနေသွားတယ်ကွာမင်းတို့ဟာ မတင်ရွှေတုံးကဆိုဂျဲလီကြီးတောင်ကိုပိုင်ဂျဲလီကြီးတောင်ဝယ်ပြီးမှဗျာဒီထဲတောင်ခြံနေများတဲ့မဟုတ်ဘူးလားအောင်စီရေတရင်မဟုတ်တရင်တော့ဟုတ်နော်ဒင်းလုံးတင်းမနေနဲ့တရင်လုံးတမင်းဟာကြာလေမြဟာသားကြီးရီစရာကြီးဖြစ်ဖြစ်လာဟုတ်လားမိုးကုတ်ကဲမိုးကုတ်အကြောင်းလေးလေးပြောမယ်ဟောစီရောအဲ့တည်းကြာပြီခင်ဗျာနော်ဒီအနေကမပူနဲ့စုပ်ပြီမှာဒီအနေဆိုတာကဘယ်လိုဘလိုနီးနေမှာပလောင်မျိုးတော့မခံဘူး ဘလောင်မျိုးပြုတ်မခံနော်ဘလောင်မျိုးပြုတ်မခံတော့သူသူစားတယ်သူမွေးတယ်မိသူ့ဟာကိုပဲပြန်ချိန်လွားမှာနော်သူမွေးတယ်မိသူ့ဟာကိုပြန်ချိန်လွားမှာမိုးကုတ်မှာရှိတဲ့ဒီဗရက်လေးတွေကိုအလိုလိုပြီးပလိုက်နဲ့ထည့်ပြီးတော့အောင်ပါနော်ဖားရိုက်လို့ရှင်မင်းဟောင်းစီမင်းလဲအရာဝတီတိုင်းသားပုံကတော့လည်းအညာရာဆိုတော့မင်းတို့အရာဝတီတိုင်းမှာလည်းဖားရိုက်ထားပါညာရှိကြတာပဲလေကွာ လက်ကစင်းတွေမှာဖားရိုက်လို့ရှိရင်နောက်မှာဘလောင်ဘလောင်လေးကိုရှင်းမထားရလို့လားတကောင်မိရကောင်လေးကွာမိတမ်းမိလေးနဲ့ထိုးရိုက်ရင်မဟုတ်လားဒီ blind လေးကိုထည့်တယ်ဟုတ်လားမြုံမြုံနေလဲမဲ့ရပါလားလက်ကနဲ့မြုံနေငချင်းနေပါထောင်ကြရလေအဲ့လိုငချင်းလိုပဲပြန်ထွက်မရအောင်မထားလားနော်အဲ့ဒီတိုင်းမှာဒီအနေနဲ့လဲကျွန်တော်တို့မွေးတယ်မိကျွန်တော်တို့စကားတယ်ကျွန်တော်တို့ပြန်ပြီးညှိပေးပါမယ်ဗျာကျွန်တော်တို့ဒီခါပြီးမှစောင့်ပါအောင်ဗျာအခုလို့ကျွန်တော်တို့နားလဲပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာဟုတ်လား မိုးကုတ်မှာလည်းပြည်သူကမရှိတော့ဘူးနော်မိုးကုတ်မထဝါနဲ့ဟောင်းမနေတာဟောင်းမနေနဲ့တန်မိုးနေကြည့်ရတဲ့ဗာတရားရဲ့ဝင်းကြီးကိုယ်ချက်လျှောက်ပြောမနေနဲ့ဟုတ်လားမိုးပြည်သူမှန်တယ်များလဲဟုတ်လားပြည်သူမှမိုင်းရွှေမြို့တော်တို့နေပြည်တော်တို့ရန်ကုန်တို့ပြည်သူမှန်တယ်များရောက်နေပြီအဲ့တော့ပြန်ရင်ရရင်ချိုးပြည်သူတွေကလည်းမိုးကုတ်ဟုတ်လားပြန်ရင်တော့မလုပ်တယ်လေတမတော်ကိုအာကိုတကြီးတောင်းဆိုနေတယ် ။ဒါမှမဟုတ်လည်းသားကြီးတော့ပြင်မမခံတော့ဘူး။နော်။အဲအားရလာခဲ့လာခဲ့လာခဲ့ဒါမင်းစတဲ့မိမင်းမွေးခဲ့တဲ့မိအဲ့မိကိုမင်းငါတို့မြုံနေကိုထက်ခဲ့။ပလိုင်းနေကိုထက်ခဲ့။ဒီမှာငါတို့ကတူဖုတ်ဖို့ကြိုက်ကြိုက်ဘလို့လို့လို့ငါတို့အပိုင်းမင်းလုတ်ဆရာကြီးကမင်းဒီတိုက်လုတ်ခဲ့။ဟုတ်ကဲ့ပါခင်ဗျ။ကျွန်တော်တို့လုတ်ပြပါမယ်ခင်ဗျ။ဒါပဲအောင်စီရဲ့နော်။ဒါလည်းမဟောင်းစီဒီဟာတွေကိုမြန်မာပြည်ရဲ့ဖြစ်ရမှန်တဲ့ရင်းတွေကိုမြတိ့ဖို့လိုတယ်နော် ပါစကြောင်စစ်တိုက်တာပဲရှုံးရှင်ရှုံးမဲ့နိုင်ကျင်နိုင်မဲ့ခိုင်းကျင်ခံရမယ်ဒါမင်းလည်းမင်းချွေမကောင်းမြေမကောင်းကိုယ့်ဘက်ကခံရတယ်လေပြောစင်ကူးမရရမရရစင်ကူးဘလို့အချိန်နေဖြစ်နေတဲ့တပည့်ချင်းဘလို့အချိန်နေဖြစ်နေတယ်ဟုတ်လားအဲ့ဒါလည်းမတိချာလေးလားမြင့်ကြံတထိုးကြီးဘလို့အချိန်နေဖြစ်နေတယ်မြင့်ကြံတောင်းတာဘလို့အချိန်နေဖြစ်နေတယ်အဲ့ဒါကိုလည်းတိချာလေးလားတိချာလေးလားတိချာပြောနော်အဲ့ဒါလည်းတိချာလေးလားဒီမှာတိချာပြောနော် ဘလို့တွေဖြစ်နေရဲဘလို့တွေနေရတယ်ဘလို့တွေဟိုအလုပ်နေရတယ်မင်းတို့ထိုးကြွေတွေမြခံနေရတယ်ပုံမှန်မြေပြင်မှာကျတော့မရှုမလာနဲ့ဗရတ်တေးရတေးနေတယ်မင်းတို့ကတော့အခုအထိရဲ့နီမျိုးစုံနဲ့ဗါတဲ့တောင်စာလို့ကောင်းတော့တောင်စာလို့ကောင်းတော့ CIPH ရှေကဘာပြောတာအတုရောင်ရွေးကောက်ပဲဟုတ်လားမင်းကအဲ့ဒါကြီးကိုတသိန်းလုတ်ပြီးတေးနေ CIPH NGO ဘယ်နိုင်ငံအတိမှပြူထားရလဲဘယ်နိုင်ငံအနေအတိမှမင်းတို့ချင်းတော်မှာမင်းတို့အချင်းချင်းတော်မှာအတိမှပြူထားလို့လား ဟမ်မင်းတို့အချင်းချင်းတော့မအတိမပြုလို့လားဒီဇာပြင်းရှိတဲ့အယူကြီးတွေဟမ်မင်းတို့ချင်းချင်းတော့အတိမပြုလို့လားအဲ့ဒါကိုမင်းကဘယ်အတုရောင်ရွေးကောက်ပွဲတွေဘာတွေပဲမင်းမှလည်းသူများရောင်တိုင်းလိုက်ရောင်လာကိုပိုင်အုံးတော့ကိုပိုင်အုံးတော့နဲ့ကိုပိုင်ညံနဲ့ဆုတ်ဖြတ်ဆက်မှာကိုပိုင်ညံနဲ့တရင်ကိုကြောစမ်းမှာကိုပိုင်ညံနဲ့တရင်မျိုးကိုလွန်စမ်းမှာဒီစေရှင်ဆိုလားဘာရှင်ဆိုလားညာရှင်ဆိုလားဟုတ်လားလိုရလေးတွေယူပြီးမှတင်တာတွေမလုံးနဲ့မလုံးနဲ့နော် မကြပါဘူးရွက်ောက်ပဲပြန်တယ်မင်းလည်းလိုလိုခွက်ပြောက်သွားမှာနော်မင်းလည်းလိုလိုခွက်ပြောက်သွားမယ်မင်းတို့အချင်းချင်းမင်းကိုလည်းအစားဖြောင်းမယ်မင်းတို့အချင်းချင်းမင်းကိုလည်းထိုးကြွေမယ်မပူနဲ့နော်မင်းလို့တမျဒါမင်းတို့ခံရမှာပဲမပူနဲ့မင်းတို့အချင်းချင်းနေဟုတ်လားလာအောင်မှာနော်မင်းတို့ခွက်ောက်တဲ့အချင်းချင်းနေအချင်းချင်းနေခေါ်ယုံနေမကအောင်ထိုင်းမှာရှိတဲ့သူကခွက်ောက်တဲ့အချင်းချင်းခေါ်ယုံနေအချင်းချင်းတက်တက်ဖြတ်တက်ရှိအစ်စ်တွေသွားပါ ။ဒါပေမဲ့အချင်းချင်းမိုက်ကယ်လိုပဲထိုးကြွတဲ့စင်တီသွားမှာ။ဒါကိုလည်းမင်းတို့မမေ့နဲ့။နော်။ကိုယ်လည်းရောက်ကိုယ်လည်းခန်းဟိုအောင်လည်းတတိထားကြအောင်နော်။မြမပြည့်တွင်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ဟုတ်လား။မင်းတို့ကရင်ပြည်နယ်မှာအခုလွင့်မြောက်နေပြီဆိုတာဘယ်နေရာလဲရှိသေးရဲ့လား။ကရင်ပြည်နယ်မှာဘယ်နေရာလွင့်မြောက်နေပြီဘယ်နေရာလွင့်မြောက်နေပြီဆိုတာဘယ်နေရာလဲလွင့်လို့လွင့်မြောက်နေပြီရှိသေးရဲ့လဲ။အဲ့လိုလွင့်မြောက်နိုင်မြေလေးရှိရင်လေပောက်ကိုတော့ပြောပြအောင်သိကြလို့နော်သိကြလို့ ဲ့တော့မြမပြည်မှာဖြစ်နေတဲ့ပြည်တွင်းပြည်တွင်းမှာဖြစ်နေတဲ့အရာတွေမှန်တယ်မြပြည်ရင်းမှာနေထိုင်တဲ့လူတွေတော့ဘလို့ကပူတိမှာလဲမြမပြည်မှာလက်ရှိဗရက်ဒီဦးစင်ခဏခဏပြောတယ်လေတောင်မြန်မာလွတ်ထားတဲ့ခွေးလိုပဲဘယ်သွားလို့ဘယ်လာမှမတိရအနေထားလို့ဗရက်ဒီရဲ့လက်ခွေးအဲ့အနေထားဖြစ်နေ အဲ့ဒီအနေထားဖြစ်နေမန္တလေးတိုင်းကြည့်လလမကြစရာလလမကြစရာနော်လလမကြစရာတန်ပြည်နယ်မြောက်ပိုင်းတို့ဘလို့ဝဲဝါရပဲဖြစ်ဖြစ်ဘလို့ဝဲလုံလို့လက်မတော့ဗမာတဦးတဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးတိုင်းပေါ်တိုင်းရင်းသားမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့မြမတက်မတော့ဗမာတက်မတော့မြမတက်မတော့နော်မြမတက်မတော့ ညမတက်ပြအဲ့ဒါကိုလည်းမြေချာလေးလာအောင်နော်တေချာလေးလာအောင်ဗမာတဦးလည်းဖွဲ့စည်းထားတာမဟုတ်ဘူးတိုင်းနာစီလုံးညီညွတ်မှုဖြင့်ဖွဲ့စည်းထားတဲ့မြမတက်မတော့မလုတ်ချင်တာလုတ်ချင်လဲဘုရားဖရာတကာကြီးဖရာတကာကြီးကဗိမဇုတ်တရား၄ပါးလက်ကင်ထားလို့ဘလို့ကန်ကောင်းနေတာကန်ကောင်းနေတာမေတ္တာတရားကြီးကြီးမားနေလို့ဘလို့ကန်ကောင်းနေတာ အချင်းချင်းနေမလို့ချင်လို့အတိတရားလေးရှိပါသေးအတိတောင်တာလေးရပါသေးဆိုတဲ့အရာကြောင့်တကယ်လို့တော့ဘာခံနိုင်ပါတော့တကယ်လို့တော့ဘယ်လိုခံနိုင်ပါလဲနော်အဲ့ဒါကိုလည်းပြည်တွင်းမှာရှိတဲ့ PDF တွေအပေါင်းပါတွေခင်ဗျားတို့တိဖို့လိုတဲ့ခင်ဗျားတို့ခိုင်းရတာဟိုကပါဇက်ပဲဆိုင်မှာမင်းတို့တယောက်သေးလေးဟိုကနည်းနည်းပါးပါးရမယ်ဘဒုအုပ်အတွက်ဘဒုအုပ်အတွက်အလူခိုင်းမယ်အရာအားလုံးကတော့မင်းရလိုက်မှမထင်နဲ့ခိုင်းရနေ တတဲ့လှူလိုက်မယ်ထောက်ဖို့ကမြဝတီဘက်ကိုရောက်မယ်မြဝတီကနေကိုကနှစ်သိန်းရတသိန်းထောင်လိုက်တသိန်းပို့လိုက်မယ်မြဝတီကလည်းအဲ့ဒီဆေးက၃လောင်းစားလိုက်မယ်ဗတ်၃လောင်းစားလိုက်မယ်အဲ့ဒီဗတ်၃လောင်းကနောက်ထပ်ပို့လိုက်မယ်ပြီလို့အဲ့ဒီနောက်ထပ်ထောက်ဖို့ကလည်းအဲ့ဒီဆေးက၂တောင်းစားလိုက်မယ်အေးနောက်ထပ်နောက်ထပ်နောက်ဆုံးတော့ဂိတ်ကိုဘယ်လောက်ရလဲ၃လောင်းလောက်ပဲရောက်တာပဲအဲ့ဒါမြန်မာပြည်မှာရှိတဲ့ဗရက်တွေ ပြည်တော်မလာတယ်မင်းတို့အတိဆုံးပါပဲနော်မင်းတို့မသားအကြောင်းပြုပြေလူခိုင်းတဲ့အမျိုးမျိုးအကြောင်းပြုပြေလူခိုင်းတယ်နော်မင်းတို့စီမရောက်ဘူးဆိုတာလေမင်းတို့အတိဆုံးပါပဲအညာဗရတ်တည်းဆိုပိုတောင်ဆိုးရဲပိုတောင်ပြုံးမယ်ဟုတ်လားညာဗရတ်တည်းနော်အဲ့တော့ပြောချင်တာကတော့အတိတရားမှန်မှန်ရှိတော်လို့ပဲပြောချင်တယ်နော်ပြည်တော်မှာဘလို့ဖြစ်ပြနေတယ်ဆိုတာကိုမင်းတို့ကိုယ်တိုင်လည်းပြောပြပါအောင်လို့ပြောပြအောင်ပြည်တော်မှာငါတို့ဘလို့ခန်းနေရတယ်ပြည်တော်မှာငါတို့ဘလို့နေနေရတယ် ပြည်တွင်းမှာငါတို့နေစရာငါတို့မြောက်ပြင်ကျင်လာရင်လွင်မြောက်နေပြီဆိုတာမရှိဘူးငါတို့အတွက်ဟူတိုင်းရင်သားတွေကလည်းလက်မခံတော့ဘူးဘာလဲနဲ့ကန်တိုင်းရင်သားလက်နဲ့ကန်ဖွဲ့တယ်လဲငါတို့လက်မခံတော့ငါတို့ကိုကျွေနေပြီအခုငါတို့ကမြုံနယ်ကငချင်းဖြစ်တော့မယ်ပလိုင်နယ်ကငါတို့ကဖားလေးတွေငားလေးတွေဖြစ်တော့မယ်အဲ့လိုဖြစ်ငါတို့ကိုသူကထူးထူးရဲရဲအနေထားငါတို့ရောက်တော့မယ်ငါတို့ဘလို့လောက်ရမလို့ဆိုကိုဟာကိုတာစဉ်းစားကြလို့ပြည်တွင်းကအကျန်းဖက်တွေကိုပေါက်ကိုတော့တတိပေးချင်ပါတယ်ဗျာအားလုံးဒါပါပဲဗျာ စစ်ကောင်စီတပ်နဲ့ BGF ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံပေမဲ့မကြည်လဲ။ကြားဖြန့်အရေးနဲ့ပတ်သက်ပြီးမြဝတီမြို့မှာနိုဝင်ဘာလ18ရက်ကစစ်ကောင်စီတပ်နဲ့ကရင်နယ်ခြားဆောင်တပ် BGF ခေါင်းဆောင်ပိုင်းတွေတွေ့ဆုံဆွေးနွေးရမှာအဆင်မပြေဖြစ်ခဲ့တယ်လို့ BGF နဲ့နှိစက်တဲ့သတင်းရင်းမြစ်ထံကသိရပါဗါတယ်။စစ်ကောင်စီတပ်ဖက်ကတာဝန်ရှိသူတွေနဲ့ BGF ကောင်းဆောင်ဆော့ချစ်သူစောမို့တို့တို့ကမြဝရီမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြတာပါရွှေကုတ်ကူမြို့တစ်ထဲဝင်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီးမြို့ကိုထိန်းချုပ်ထားတဲ့ BGF ကောင်းဆောင်ဆော့ချစ်သူကမကြေမနက်ဖြစ်နေတယ်လို့ BGF နဲ့နှိဆက်တဲ့တရင်ရင်းမြစ်တူကပြောပါတယ်အဲ့ဒီနောက်မနေ့နိုဝင်ဘာ16ရက်ကရွှေကုတ်ကူစီးနင်းမှုမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ BGF ဘက်ကပြောရေးဆိုခွင့်ရှိသူဘိုးမူကြီးနိုင်မောင်စောနဲ့စောချစ်သူရဲ့သားငယ်စောချစ်ချစ်သားတို့တာဥဆောင်ပါဝင်တာတွေ့ရပါတယ်။မနေ့ကစီးနှင်းမှုကတော့ရွှေကုတ်ကိုမျိုးတွေကကြားဖြတ်လှုပ်ဆောင်နေတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြစစ်ဆေးတာလို့ဝေဖန်ခံနေရပါတယ်။ကြားဖြတ်လုပ်ငန်းသုံးကွန်ပျူတာတွေဖုံးတွေနဲ့အတူတရုတ်နိုင်ငံသားအများစုအပါအဝင် နိုင်ငံသားတွေကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့နိုဝင်ဘာ16ရက်နေ့ထုတ်ပြန်ထားချက်အရရွှေကုတ်ကူမြို့တစ်ထဲဝင်ရောက်စစ်ဆေးမှုအတွင်းအွန်လိုင်းလောင်းကစားမှုမှာအတုံးပြုနေတဲ့ဖုံးလုံးရေ30တုညတုညတုညနိဘာဆက်ဆက်ပစ္စည်းတွေနဲ့အတူနိုင်ငံခြားသားအယောက်346ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါဗါတယ်စစ်တပ်နဲ့ BGF တို့ရဲ့ပူးပေါင်းစစ်ဆေးမှုတွေဟာ ဟန်ပြလောက်တာဖြစ်ပြီးရွှေကုတ်ကူမျိုးတွေကတချို့ကြားဖြန့်တရုတ်ဆိုင်ထဲမှာတော့အလုတ်သမားတွေကိုအပြင်ထွက်ခွင့်မပြုဘူးလို့သတင်းရင်းမြစ်တချို့ကဆိုပါတယ်။ BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဘိုးမူကြီးနိုင်မောင်စော်ရဲ့ပြောဆိုချက်အရရွှေကုတ်ကူတဝိုက်မှာကြားဖြန့်လုတ်သားအင်အား2000ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ကြားဖြန့်ကိုလည်းဒီတစ်ခေါက်မှာအပြည့်ရှင်းမဲ့လို့စီးနင်းမှုမတိုင်ခင်တရက်မှာဘိုးမူကြီးနိုင်မောင်စော်ကကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကရင်နယ်ကြားဆောင်တက် BGF အမှတ်နှစ်စစ်ဒေတာဌာနချုပ်ဖြစ်တဲ့မြတူမြတီမျိုးနယ်မြောက်ဖက်ပိုင်းကတိကတိစံပြကြေးရွာလေးကိုကြားဖြန့်လုပ်နေတဲ့ KK ဘက်ကတရုတ်တထေးတွေကို BGF ကခေါ်ဆောင်ထားတယ်လို့ကရင်တည်င်းရင်းမြစ်ကပြောပါတယ်။ BGF အမတ်နှင့်စစ်တီတာမူဘုံမှုချုပ်စောတင်ဝင်ထိန်းချုပ်တဲ့တေကတေစံပြကြီးရွာထဲမှာအဆောက်အဦအစ်တချို့တဝက်တိဆောက်ပြီးစီပြီးဖြစ်ပြီးလိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရွှေကုတ်ကူမျိုးကနေတက်နယ်နဲ့တစိပ်ပါတဲ့ရင်တွေနဲ့တည်ယူပို့ဆောင်လာတယ်လို့ကရင်တည်င်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘာလကုန်ပိုင်းကစတင်ပြီး BGF ပုံမှုချုပ်စောတင်ဝင်ထိန်းချုပ်နယ်မြေတဲက KK ဘက်ကိုစစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ် KK ဘက်ကိုဝင်ရောက်ဖျက်ဆီးတာနဲ့ပတ်သက်ပြီးပုံမှုချုပ်စောတင်ဝင်ကမတက်တာလို့သာခွင့်ပြုပေးခဲ့ရတာဖြစ်ပြီးစစ်တပ်ရဲ့လုပ်ရက်တွေနဲ့ပတ်သက်လို့မကျေနပ်ဘူးလို့ပြည်သတင်းရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကစစ်ကောင်စီကကျင်းပခဲ့တဲ့နှစ်80ကီကရင်ပြည်နယ်နေ့ခန်းနာမှာစောချစ်သူစောမှုသူတို့တက်ရောက်ခဲ့ပေမဲ့စောတင်ဝင်ကတော့တက်ရောက်တာမရှိခဲ့ပါဘူး။ KK Pak မှာတရုတ်နိုင်ငံသားနဲ့ပြီးမြန်မာနိုင်ငံသားတွေပုံများကဆက်လက်မလုပ်ဆောင်ဘူးစစ်တပ်ကဖိအားပေးခဲ့တာကြောင့်အဲ့ဒီသူတွေကိုနေရက်ပြန်ခိုင်းလိုက်တယ်လို့စောတင်ဝင်းကဒေတာတွင်သတင်းဌာနခေတ်ခါကိုဖြေကြားထားတာရှိပါတယ်။စောတင်ဝင်းဟာကြားဖြတ်လုပ်ငန်းတွေဆက်ဆက်တယ်ဆိုပြီးအမေရိကန်အစိုးရနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာနရဲ့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းပိတ်ဆို့အရေးယူတာကိုခံထားရသူပါ။ ကြားဖြတ်နိုင်နေရေးနဲ့ပတ်သက်ပြီးတဘာထမှတ်ချက်ရဖို့ BGF ဘုံမူချုပ်စောတင်ဝင်းနဲ့ဘုံမူကြီးနိုင်မောင်စောတို့စီဖုန်းနဲ့ဆက်သွယ်ပေမဲ့အဆက်သွယ်မရခဲ့ပါဘူး။ကရင်နယ်ခြားဆောင်တက် BGF ကရွှေကုတ်ကူမှာကြားဖြတ်နိုင်နေဖို့အတွက်ဆိုပြီးဒီနှစ်အစပိုင်းကအထူးအဖွဲ့တွေဖွဲ့ထားပေမဲ့ကြားဖြတ်လုပ်ငန်းတွေပပျောက်သွားတာမရှိဘူးလို့ရွှေကုတ်ကူတည်င်းရင်းမြစ်တွေကဆိုပါတယ်။ မြတုညတီမျိုးတောင်ဘက်က BGF ထိန်းချုပ်ထားတဲ့မဲထော်တလေးရွာအနီးကနမဲဆိုးနဲ့ကြော်ကြတဲ့ KK ဘက်ကြားဖြန့်ဝင်တဲ့ကိုပြီးခဲ့တဲ့အော်တိုဘာလကစားပြီးစစ်ကောင်စီတပ်ကစီးနေရမှာ KK ဘက်ထဲကတရုတ်အပါအဝင်နိုင်ငံသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာထွက်ပြေးခဲ့ကြပါတယ်။